ဖတ်တီးမထင်ပေါင်းတဲ့ပတ်သက်ပြီးမှတ်ချက်ပြုလာတဲ့စိုင်းစီတွန်ခန်ရန်ကုန်ဆယ်လီမျိုးပြိသက်များအလုံးမဲမင်္ဂလာပါရှင်ပြိသက်များရှင့်အစိုင်းစီတွန်ခန်ကတော့ပြိသက်တွေတည်တဲ့အတိုင်းကျင်းဖို့ဇလန်းတွင်းမှာတီးရဲ့ဇာနေရကနေတည်ယုံဆောင်ခဲ့တဲ့မင်းသားတလက်ပေါင်းရုပ်ရှင်ဇာကားကြီးတွေများစွာရိုက်ကူးခဲ့ပြီးမြေဒုတိယမင်းသားနေရကနေပါဝင်ခဲ့ရတာဖြစ်ပြီးကျင်းဖို့ဇလန်းတွင်းမှာဆိုရင်လည်း တိုးပြေဒီဇင်ကိုတဖက်သက်ချစ်နေရတဲ့ဆရာနေရာကနေပါဝင်သင်ယူဆောင်ခဲ့တာပါဒါပေမဲ့အရှိမရက်ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာထက်ပရိသတ်တွေကတော့ကျင်းပေါ်ဇလန်တွေမှာတင်းရဲ့ဆရာအဖြစ်ပုံမအတိမတ်ပြုပြီးစိုင်းစီတွန်ခန်းပေါ်မှာအာယုံဆိုင်မှုတွေများလာပါတယ်ဒီလိုနဲ့စိုင်းစီတွန်ခန်းရဲ့နောက်ကျောင်းတွေပါလိုက်ဒီလိုနဲ့စိုင်းစီတွန်ခန်းရဲ့ဘဝနောက်ကျောင်းတွေကိုပါစိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ် ဆိုင်းစီတုံခန်းကချမ်းသာတဲ့မျိုးရိုးကနေဆင်းသက်လာတာဖြစ်ပြီးကိုပိုင်လည်းစီးပွားရေးလုပ်ငန်းတွေကိုဦးဆောင်နေရသူဖြစ်ပါတယ်။ရခင်ကတော့လာရှိုမှာစားတောက်ဆိုင်အကြီးကြီးဖွင့်လှစ်ထားခဲ့တယ်လို့သိရပါတယ်။နောက်ပြီးဆိုင်းစီတုံခန်းကဆရာဝန်တဦးလို့လည်းသိရပါတယ်။ဒါကြောင့်ပြည်သက်တွေကတော်တော်လေးကိုအံ့ဩနေတာပါ။ဆိုင်းစီတုံခန်းလို့အစာစာအရာရာပြည်စုံနေတဲ့သူကအခုလိုမျိုးလူပြိုကြီးဖြစ်နေတာကိုလည်းပြည်သက်တွေကအံ့ဩမဆုံးဖြစ်နေတာပါ။ဆိုင်းစီတုံခန်းကိုတော့အချိန်ကြီးမှအဆင်ပြေစေခြင်းပြီးနောက်တစ်ခေါက်ဇလန်းဒီမှာဆိုရင်မင်းသမီးနဲ့ ညရဲဆက်တွေရိုက်ဖို့ဆိုပြီးအားလုံးကဝိုင်းဝန်းပြီးတော့ပြောဆိုနေကြတာဖြစ်ပါတယ်ဒီလိုအဖက်ဖက်ကပြည်စုံတော်လုံးနဲ့ဆိုင်းစီတွန်ခန်းကအခုတလောမှာကရက်ထနေရဲ့ဖက်ဒီမတမယာတိပေါင်းနဲ့ပတ်သက်ပြီးမှတ်ချက်ပြုလာခဲ့တာဖြစ်ပါတယ်လက်ရှိမှာဆိုရင်ဥပိန်တရားမှာပြည်သက်တွေတည်တဲ့အတိုင်းကြိတ်ကြိတ်တူဝယ်နေရပြီးပွဲတော်ကြီးတစ်ခုမှာစီကားနေတဲ့ဖက်ဒီမချင်းပေါင်းကိုပြည်သက်တွေအားလုံးတီးမှာပါဖက်ဒီမချင်းပေါင်းကိုဒေသခံပြည်သူတွေဥပိန်ကိုလာရောက်ကြတဲ့ဧည့်သည်အပြင် တကယ်ကိုဒိတ်ဒိတ်ချင်းဆယ်လီတွေကပါဒလီရီနဲ့မှာပြီးအားပေးခဲ့ရတဲ့အထိဖတ်တီးမရဲ့ကန်တရားကကောင်းမွန်ခဲ့ပြီးတော်တော်လေးကိုရောင်းကောင်းခဲ့တာပါဒီလိုရောင်းကောင်းနေတဲ့အချိန်မှာအချို့သော ရှူတော့အမျိုးမျိုးကနေမြင်နေသူတွေလည်းရှိပါတယ်တချို့ကတော့ ဖတ်တီမာရဲ့ဘိုက်ထဲကကလေးလေးကအကျိုးပေးတယ်။ရောင်းအားတွေပို့ပြီးကောင်းတယ်ဆိုပြီးမှတ်ချက်တွေပြုခဲ့ကြပါတယ်။ဖတ်တီမာရဲ့တပ်မများဒီရောင်းကောင်းမှုကြောင့်လည်းအဲ့ဒီအနီးပတ်ဝန်းကျင်မှာရှိတဲ့သူတွေအတွက်လောက်ရတဲ့အလုပ်တွေပို့ပြီးတော့အဆင်ပြေလာခဲ့တာပါ။အလုပ်ကင်ခွင်လန်းနေလဲပို့ပြီးများလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့မနီတနီကတော့ဖတ်တီမာရဲ့ကျင်းပန်းက FDA နဲ့မညီညွတ်ဘူး၊ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုပြီးစီပင်နဲ့ကျန်းမာရေးဝန်ကြီးဌာနပေါင်းပြီးပိတ်ပင်လိုက်တယ်လို့သိရပါတယ်။ဒီလိုပိတ်ပင်လိုက်တဲ့အတွက်အားလုံးကစိတ်မကောင်းဖြစ်နေတာပါ။ဒီအကြောင်းရနေ ဲ့ပတ်သက်ပြီးဆိုင်းစီတွန်ခန်းကကျွန်တော်လည်းမန္တလေးရောက်တဲ့အချိန်တုန်းကဖတ်တီမာချင်းမောင်ကိုစားဖို့အတွက်သွားခဲ့ပါသေးတယ်။လူတွေကလည်းကြိတ်ကြိတ်ကိုတူးနေတာပဲ။အဝေးကနေပဲကြီးငယ်ရတဲ့အနာထီကပ်ဖို့မလွယ်ဘူး။ဒါပေမဲ့ဒီလောက်လူတွေအများကြီးရှိနေတဲ့ခါကျတော့လေတချို့အရာတွေမှာတော့စိုးရင်စရာရှိတာပေါ့။အစားအသောက်နဲ့ပတ်သက်ပြီးတန်ရှင်းနိုင်သမျှတန်ရှင်းလေကောင်းလေပါပဲ။တချို့ကလည်းအစားအသောက်ကိုတန်တန်ရှင်းရှင်းပြုလုပ်တာရှိတယ်လို့တချို့ကလည်းလူအရန်များလာတဲ့အခါရောင်းအားတွေအရန်တက်လာတဲ့အခါမှာတန်ရှင်းမှုတွေလျှော့နေလာတာမျိုးတွေလည်းရှိနိုင်တာပေါ့လေ။ဘာပဲ ဖြစ်ပြီးဒီလိုမျိုးလူအရမ်းများတဲ့နေရာမှာတိုးစိတ်ပြီးဝယ်စားရတာမျိုးကအမြဲတမ်းတော့မသင့်တော်ဘူးပေါ့လို့စိုင်းစီတုံခန်းကသူ့ရဲ့အမြင်ကိုပြောပြလာခဲ့ပါတယ်။ပရိသတ်ကြီးရောဖတ်တီမရဲ့ချင်းမောင်းနဲ့ပတ်သက်ပြီးဒီလိုမျိုးလူကြိတ်ကြိတ်တိုးစီကားနေရင်တိတ်ပြီးဝယ်စားတယ်မှုလို့ပြောလာတဲ့စိုင်းစီတုံခန်းပေါ်ဘယ်လိုတွေထင်မြင်မိလဲဆိုတာပြောပြပေးခဲ့ပါအောင်ရှင်။